ရန်ကုန်မြို့ရွှေပြည်သာစစ်မှုဇုံနဲ့မှာဌာနဆိုင်ရာဝန်ထမ်းတွေကအခါကျင်းငွေယူပြီးဖော်ထုတ်ပေးထားတဲ့ရက်ွက်တွေကမိသားစုဝင်တထောင်ဝန်းကျင်ကိုအခုအခါမှာရန်ကုန်မြို့တော်စီမင်းတရားကနေနေထိုင်ခွင့် နောက်ဆုံးရက်တတ်မှတ်ပြီးမောင်းထုတ်နေတယ်လို့သိရပါတယ်။ဒီယာယီတိုးချဲ့ရက်ွက်အစု၄စုကိုလွန်ခဲ့တဲ့ဆယ်နှစ်ခန့်ကအိုးအိမ်ဦးစီးဌာနနဲ့ရက်ွက်အုပ်ချုပ်ရေးအစင်းစင်းတို့ကငွေကြေးကောက်ခံပြီးနေရာချထားပေးခဲ့တာ ဖြစ်ပါတယ်။အစုတစုကိုအင်ဂျီတရားဝန်းကျင်နဲ့ယာယီရက်ွက်ဖော်ပေးခဲ့ပြီး ရက်ကွက်အစု၄စုခွဲခဲ့တယ်လို့နေထိုင်ခွင့်ယာယီတကောင်စင်းတွေကိုလည်းထုတ်ပေးထားတာဖြစ်ပါတယ်ဒီနေ့ကနောက်ဆုံးပေါ့နော်ဖယ်ပြရမယ်ဆိုတော့ last last date ထုတ်ထားတဲ့နေ့ဖြစ်နေလို့အမလည်းဒီနေ့မိုးလေးနဲ့ညညာကိုရောင်းနေတာပါ။ចောင်းသားရတော့200 300ဝန်းကျင်လောက်ရှိတယ်။အိမ်တော်စုကလည်း၄ခုပေါင်းလိုက်လို့ရှိရင်1000လီတာလောက်ရှိတယ်။အင်ဂျီယာလည်းအဲ့လိုပဲ။ ဲ့တော့သူတို့တွေအတွက်အမားဖြစ်စေချင်တာတော့ပေါ့နော်အစိုးရအဖွဲ့အနေနဲ့တခုခုတသက်မှန်မှန်နေရာလေးတခုစီစဉ်ပေးပြီးတော့လုပ်ပေးသင့်ရောပိုကောင်းမယ်လို့ထင်တယ်ဘာလို့ဆိုတော့သူတို့သဘောနဲ့သူတို့ဒီနေရာကိုရောက်လာခဲ့ကြတာမဟုတ်ဘူးအမားတို့ကအမားပိုင်မမားပြင်းမြေဆိုပေမဲ့လည်းရက်ခွက်အုတ်ချုပ်ရည်တို့အိုးအိမ်တို့ကခွင့်ပြုချက်မရှိလို့ဒီနေရာမှာတဲတဲတဲတောင်ထိုးလို့မရအောင်သူတို့ရဲ့ခွင့်ပြုချက်နဲ့သူတို့တွေကိုပတ်စံပေးပြီးဒီနေရာမှာနေလာခဲ့ကြတာအခုကျတော့မှပန်းရှင်ပေါ်တယ်ဆိုပြီးတော့မောင်းထုတ်လိုက်တယ်ဆိုတဲ့အခါဒီလူကဖယ်သွားကြမှာလေသွားကြနေရတယ်အစုအဝေးကဖယ်ကိုရွှေ့ကြမှာလေအဲ့ဒါလေးကိုအမားအစိုးရအဖွဲ့ကိုသိစေချင်တယ်ဒီနေ့အိမ်ဒီဖယ်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ တို့ဘယ်နေပဲရရှိပါကြောင်းပါဆိုပြောပြတို့ကလာပြီးတော့စာထုတ်ပြီးတော့ဖယ်ခိုင်းတယ်ပေါ့ဖယ်ခိုင်းတဲ့ပုံမှာမူတည်ပြီးတော့ငါတို့ကတော့ရွာမရွာဖတ်အနေနဲ့ပေါ့ဒီအိမ်ကြီးဖယ်ပေးရတဲ့အတွက်ကိုငါတို့ကနေစရာနေရာမရှိပါဘူးဒီမှာလာနေထိုင်ခဲ့တာတော့ခုနှစ်တော့မှတ်မိတော့ဘူးကိုးနှစ်ဆယ်နဲ့ဆက်တဲ့နေ့ရှိကုန်ပါပြီဒီမှာနေရတဲ့လူကတော့အိုးရင်ကကိုလာဝင်းဆိုတဲ့လူကဒီမှာတိန်တော်ကိုဆောက်မယ်ဆိုလို့ရှိလို့ရှိရင်ဟိုထိုက်တဲ့လေဟောသားပါသူက16000ရှိတယ်16000ရှိတယ်2000ရှိတယ်9000ဝန်းရှိတယ်ပေါ့ เนาะအဲ့ဒါလည်းသူတအူးတွေတော့လာကောက်တာလည်းမဟုတ်ပါဘူးလုံုံရေးကိုခမောင်းဝင်းလည်းပါပါတယ်နောက်တခါဒီကလူကြီးတွေကလည်းဒီမှာနေထိုင်ရေးအတွက်ကိုလာဝင်းကိုပေးရဖို့ဆိုပြီးတော့ကောက်ခံတာလေးတွေရှိပါတယ်ဒိန်းနာကို2000ပြန်2000 2000ပဲ2000ပဲပို့အစိုးရအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေကအခုလိုလူထောင်ချီတောင်းရွှေခိုင်းတဲ့လုပ်ရက်တွေမှာနေရာသစ်ချထားပေးတာလူမှုအတွက်စဉ်စားဆုံးဖြတ်ပေးတာမရှိဘဲနေကဆွေမျိုးသားချင်းတွေစီပြန်နေဖို့ကိုပဲပြောဆိုတိုက်တွန်းသွားတယ်လို့ရက်ွက်လူလူကပြောဆိုပါတယ်ခင်ဗျာ လက်ရှိကြုံတွေ့နေရတာပေါ့နော်။မမတို့ဘာကိုမိသားစုနေထိုင်ရေပေါ့နော်။ဟိုအထက်ကနေပြီးတော့9ရက်နေဒီနေ့ပေါ့လေ။ရွှေ့ရမယ်။ပြောင်းရမယ်ပေါ့နော်။အဲ့လိုပြောခါကျတော့အိမ်တော်သူအများစုပေါ့68ရင်ရှိတယ်။လူကြီး400ကျော်ရှိတယ်။အကုန်လုံးကဒုက္ခဆင်းရဲရောက်ပြီးတော့ပေါ့နော်။အဲ့လိုမျိုးဟာပြောင်းရတော့မေဟိထိုးပြောင်းရတော့မေဘယ်သွားမှမသိဖြစ်နေကြတယ်။ဖင်းတရားမှာပဲနေရနေရဒီနေရာလေးတနေရာလောက်ရတော့ပါပြီ။ကိုနေစရာလေးပေါ့နေလို့ရရင်အပိုင်ရင်မဟုတ်ဘူးခဏထားထိုင်လဲမလို့ကျင်းတဲ့